အားလုံးမင်္ဂလာပါဒီဗီဒီယိုဆိုလို့ရှိရင် C++ tutorial series ရဲ့လေးတိမောင်ဗီဒီယိုဖြစ်ပါတယ်ဒီဗီဒီယိုမှာကျွန်တော် comment နဲ့ပတ်သက်ပြီးပြောပြပေးပါမယ် comment ဆိုတာဘာကြောင့်ဘာလဲဆိုလို့ရှိရင်ဥပမာဆိုလို့ရှိရင်အခုဒီ line ကိုကျွန်တော် comment ဆိုရောစာတခုလုပ်လိုက်ပြမယ် comment ဆိုတာဘာလဲဆိုလို့ရှိရင် slash 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 ဆိုရောစာနောက်ကိုသုံးလိုက်လို့ရှိရင်ပေါ်လာပါလိမ့်မယ်ဒီဥစ္စာဆိုလို့ရှိရင်ခု loss ရယ်အဲဥပမာအခုကျွန်တော်ဒီဥစ္စာပြန်ဖြတ်ပွားရင် range ကြည့်မယ် range ကြည့်လိုက်လို့ရှိရင် hello ဆိုပြီး hello world again ဟယ်လိုဟယ်လိုဝါကင်းဆိုပြီးပေါ့နေကျွန်တော်ဒီဥစ္စာကို comment နေနဲ့ထားလိုက်မယ် comment နေနဲ့ထားလို့ရှိရင်ဒီဥစ္စာဘာသိပဲမှမရှိတော့စာကြောင်းတစ်ကြောင်း comment တစ်ခုအနေနဲ့ဖြိုပါ comment ဆိုတာဥမာဆိုလို့ရှိရင်ဘွားနေပြီးတော့ program တစ်ခုရေးတာ program တစ်ခုရေးတဲ့အခါကျရင်ဒီဒီဒီစာကြောင်းတွေကဒီဥစ္စာတွေကဒီစာကြောင်းလေးကြောင်းက secret မှာစာထုတ်ကြဖို့အတွက်ဖြစ်တယ်ဆိုပြီးတော့ comment လုပ်လိုက်သိပဲမှဒါမှမဟုတ်လို့ရှိရင်ကိုကနေပြီးတော့အင်းစာကြောင်းတစ်ကြောင်းရေးတာရေးရတဲ့ကုတ်က အဆင်မပြေဘူးဒီစာကြောင်းကြောင့်အဆင်မပြေတာလားဘာလားဆိုရဥစားကြောင်းချက်ကြည့်နေတဲ့ခါကျလို့ရှိရင် comment နဲ့ခဏထားလိုက်မယ်ထားပွက်ခဏလို့ရှိရင်ပြန်ထုတ်လိုက်လေဥမာဆိုရင်အခုဒါကို run ကြည့်မယ်ဆိုလို့ရှိရင်ဘာပြောမှမလို့ဆိုရင် hello world again hello hello world again ဆိုပြောတာအရင်က hello ဆိုတဲ့ဥစားမရှိတော့ဟုတ်ပြီလားအဲ့လိုပုံစံမျိုးနေလဲတုံးလိုက်ရတယ်နောက်တစ်ခါကျလို့ရှိရင်ဥမာ this is comment show you ဆိုပြီးကျွန်တော်ရေးလိုက်မယ်ဒီဥစ္စာကြောက်လို့ရှိရင်ဒီစာကြောင်းဟာ subscribe မှာရေးမလားမရေးပါဘူးအခုကျွန်တော် range ပဲဆိုလို့ရှိရင် hello hello what again hello hello what again ဆိုပြီးပေါ်လာအဲ့ဒီပြန်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီ comment ဆိုလို့ရှိရင် comment ကကို program ရေးနေတဲ့ဥစ္စာကိုကိုပြန်ပြီးချိန်ညှိုင်ပြန်ကြည့်တဲ့ချိန်ကြလို့ရှိရင်အဆင်ပြေပြေနဲ့နားလည်မှုရှိရှိနဲ့ပြန်ပြီးကြည့်လို့ရနားလည်မှုရှိရှိဘယ်လိုပြောမှမလဲကျွန်တော်ခုကကြောက်လို့ရှိရင်ဒီမှာခုကြည့်လို့ရှိရင်၁၁ကြောင်း၁၂ကြောင်းပဲရှိရ၁၂ကြောင်းလောက်ပဲရှိခါကြခုပြန်ကြည့်လိုက်အဲ include iron string ဟောပြီး using name space သုံးတာလေ main main function ရှိရဲဒီမှာစာကြောင်းလေးကြောင်းထုတ်တာလူဖြည်းဖြည်းကြီးကြီးအခုနားလဲတာဟုတ်တယ်မလားဒါပေမဲ့တစ်ချိန်ကြောင်းလို့ရှိရင်ကျွန်တော်တို့1000နဲ့ချီ program ရေးလိုက်မယ်စာကြောင်းတွေရေးလိုက်မယ်ဟုတ်ပြီလားစာကြောင်းတွေရေးတဲ့အခါကျရင်ပြန်ကြည့်တဲ့အခါကျရင်ဟာဒီဥစ္စာကြီးကဒီ variable ကဘာကြောင့်ငါပေးတာ variable ဆိုတော့ကျွန်တော် community ပြဿနာမရှိပါဘူးနောက်တစ် video မှာကျွန်တော်ရှင်းပြမယ်ဟာဒါကဘာလို့ပေးတာဒီ script မှာဘာဒီစာထုတ်ထားရလားလဲဆိုကိုယ်စိတ်ကမှဖြစ်သေးလိမ့်မယ်အဲ့ဒါလားမလို့ရှိရင်ခေါင်းတွေကဒီမှာစာစာကြောင်းလေးနဲ့ရေးတာကိုယ်မရေးရမယ် ဒီဥစ္စာငါဒီဥစ္စာလုံးဖို့အတွက်ဒီစာကြောင်းကိုဒီမှာထုတ်တာ။အော်ဒါဖတ်လိုက်ကဩငါဒါကြောင့်လုပ်ထားတာကိုစီစဉ်ဖြိုသွားပြီ။ဟုတ်ပြီလား။အဲ့လိုပုံစံမျိုးနဲ့ရေးတာနောက်နောက်တစ်ခွာကြောက်လို့ရှိရင်တချို့ program တွေမှာကြောက်လို့ရှိရင်ကွာဒီမှာ header file တွေမှာသူများတို့ free ပေးခိုင်းကြောက်လို့ရှိရင် license ပုံစံမျိုးနဲ့ရေးလို့ရပါမယ်။အဲ့ license ပုံစံမျိုးနဲ့ရေးလို့ရှိရင်ကျွန်တော်စာကြောင်းတစ်ကြောင်းမြည်တော့ဟုတ်မလား။ဒီ slash slash ဥစ္စာနဲ့ဆိုလို့ရှိရင်စာကြောင်းတစ်စာဥစ္စာပဲရေးလို့ရတယ်။ဥပမာဆိုရင်ဒီအောက်ရွာကြီးဆိုလို့ရှိရင် this is this is also common again ဆိုကျွန်တော်ရေးမယ် range ကြည့် range လို့ရှိအဲ့ဒါဖြစ်သွားဘာကြောင့်လဲဆိုလို့ရှိရင် comment ဥစားဒီပုံစံမျိုးနဲ့ရေးလို့ရှိစာချောင်းမချောင်းစာပဲရအဲ့တော့ကျွန်တော်ချောင်းစာမကောင်းနှစ်ချောင်းစာမကောင်းကျွန်တော်မျိုးကျွန်တော်ရေးရတဲ့ဥစားမှာ license ပုံစံမျိုးနဲ့စာရေးမယ်ဒါမှမဟုတ်ရှင်တခြားလူတယောက်ကိုကွမ်းနေပေါ်ပေးခံနေကြလို့ရှိရင်ဟိုတခုခုကိုပြောပြခြင်းနဲ့ပြောပြခြင်းနဲ့ခါကျစာချောင်းများရေးမယ်ရေးတဲ့ခါကျကျွန်တော်မျိုးကျွန်တော်တချောင်းနဲ့ပါပဲဟိုကျွန်တော်မျိုးရေးပါမယ်မရေးပါဘူးလေအဲ့တော့မှတိတိကျကျနဲ့ online ချောင်းစင်ပါပါအဲ့ခါကျတော့ဘယ်လိုလုပ်မလဲဆိုရင် နောက်နောက်ထပ် comment type မျိုးရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် backslash n ပြလို့ရှိရင် star sign တော့မယ် star sign တော့လာပြီမျိုးအားလုံး comment ပုံစံပြောပါတယ်ကိုကဒီမှာနောက်ဆုံးမှာပြင်ပြီး star sign ပြန်တော့မယ်ပြီး backslash ပြန်တုံးတဲ့ခါကျမှ slash ပြန်တုံးတဲ့ခါကျမှတော့ဒီမှာ comment ဥစ္စာ ban ပိတ်သွားတယ်ပြန်ပိတ်သွားလို့ရှိရင်ဒီမှာဆိုလို့ရှိရင် color တွေနဲ့ပြန်ပြောပါတယ်ဟုတ်ပြီလား color တွေနဲ့ပြန်ပြောရည်ဆိုလို့ရှိရင်အခုတေချာမြင်ရမလားမသိဘူးအဲ့တော့ကျွန်တော်အာ site လေးနည်းကြည့်လိုက်မှာဟုတ်ပြီလားဟုတ် ဘလောက်ဆိုကောင်းကောင်းမြင်ရတယ်ထင်တာဟုတ်လားဟုတ်ပြီခုဆိုလို့ရှိကြည့်ကြည့်ပါ this is a comment for you this is also comment against you ကျွန်တော်ရေးရတယ်အဲ့ဆိုတော့ခုလုံးကဒီထဲမှာကျွန်တော်နောက်ထပ်တစ်စာကြောင်းတစ်ကြောင်းထည့်ရေးမယ်စာကြောင်းထည့်မယ် hello ဆိုပြီးတော့ hello ဆိုပြီးကျွန်တော်ရေးလိုက်မယ် hello ဘောစီရေးလိုက်လို့ရှိရင်အခု rank ရှိလို့ရှိရင်ဒါတွေမပေါ်ပါဘူးဒီဥစားတွေ comment တက်တက်ကူစားပဲရှိတယ်အဲ့တော့အခုဆိုလို့ရှိရင် ကျွန်တော်တို့နားလည်သွားတာဗာလဲဆိုရင်ဒီ comment เนี่ยဘာကြောင့်အရေးကြီးလဲဆိုလို့တော့ဗာလဲအရေးကြီးဆိုတော့သိပါလိမ့်မယ်အခုဆိုဥမာဆိုတထင်းကနေပြောအဲဒီ pro ဒီချိန်မှာရေးရခိုင်းတယ်နောက်တစ်ချိန်ကျတော့ရှင်မင်းဒီဥစ္စာကိုပြန်ကြည့်ရင်ငါဒီဥစ္စာနဲ့နောက်တစ်ခါအလုပ်လုပ်ဆရာရှိရခိုင်းတယ်ပြောတဲ့ခါကျရင်ကိုကလည်းရေးတာရေးလိုက်မယ်နှစ်နားနဲ့ချီပြီးကြာသွားတဲ့ခါကျတော့ရှင်ဘယ်လိုမလဲမှတ်မိပါမလားကိုရေးတာဆိုမှတ်တော့မှတ်မိတာဟုတ်ပါဘူး program ပြောဆိုကိုသိနေရမယ်ဒါပေမဲ့ဒီဥစ္စာမှာဒါကိုဘာကြောင့်ရေးရဆိုနားမလည်တဲ့ခါကျရင် ခုဆိုလို့ရှိရင်ကိုမန့်နဲ့ရေးထားတဲ့ခါကြလို့ရှိရင်အဆင်ပြေနဲ့နားလည်ပါလိမ့်မယ်အဲ့တော့တေချာလာတော့ကိုကနေပေါ့တကူခု program အကြီးကြီးရေးတယ်ဆိုလို့ရှိရင်ကိုမန့်ရေးတဲ့အကျင့်လို့ပါဘာကြောင့်လဲဆိုလို့ရှိရင်နောက်ပိုင်းကျအငြင်းရေးကြီးရဲ့ဥစ္စာမဟုတ်ပါဟုတ်ပါပြီဒီဥစ္စာကျွန်တော်ရှိရင်ကျွန်တော် comment နဲ့ပတ်သက်ပြီးရှင်းပြတာဖြစ်ပါတယ်နောက်ထပ် video မှာနောက်ထပ်အကြောင်းအရာတစ်ခုနဲ့ကျွန်တော်ထပ်ပြီးရှင်းပြမှာပဲနားလည်သိမ်းမလို့ထင်ပါတယ် comment ကိုလည်းသုံးသပ်လိမ့်မယ်လို့ထင်ပါတယ်ဆိုဆိုလို့ရှိရင်နောက်ထပ်ပုံစံနောက်ထပ်တစ်ခုထပ်ပြမှာဒီလိုမျိုးဆိုလို့ရှိရင်တချောင်းစာပဲရတယ်ဒီလိုမျိုးသုံးတယ်ဆိုလို့ရှိရင်ကိုကြိုက်တယ်လို့ဒီအဆုံးတက်မရှိမီချင်း သုံးလို့ရပါတယ်ဒီဥစ္စာအဆုံးသတ်မလို့ပါဒီနေရာမှာနေမဲ့တချောင်းစာတူအနောက်မှာရှိတဲ့တချောင်းစာအားလုံးကိုကွန်မန့်နေနဲ့ထားပါတယ်ဟုတ်ပါပြီအားလုံးကျေးဇူးများတင်ပါတယ်ဇေယျ